မင်္ဂလာပါပရိသတ်ကြီးတို့ရှင်ကျမတို့ရဲ့မီဒီယာ channel ကနေအောက်တိုဘာ26ရက်နေ့အတွက်နောက်ဆုံးရအမှုပညာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ကျောင်းသူတွေကရွှေစစ်တွေဝတ်ကစက်တီရှိရှိလှနေလို့လူပြောများနေတဲ့ငတိုင်းချောင်းအတက်ကကျောင်းကထိန်တဲ့တင်။အခုလိုကျောင်းရင်းနေကျောင်းလွှမ်းပိုင်ပြင်နောက်ဤစားတက်ကလေးကလမ်းခွဲရာကိုခန့်လိုက်ရပြန်တဲ့ဘော်ဘီဆော့ခ်စားတဲ့တင်။ငငယ်ရွယ်ရွယ်နဲ့ကပါပတ်နေတဲ့မြန်မာမင်္ဂလေးတဲ့တင်။သူမရောင်းတဲ့ငားရီကွန်ကျော်လူရောင်းလို့ပွဲဖြစ်နေတဲ့ဖက်တီးမနဲ့အောင်ချမ်းရီတဲ့တင်။ ဒီအကြောင်းကြောင့်မြန်မာမတွေတရုတ်ပြည်သွားရမယ်လို့ထုတ်ပြောလာတဲ့အမျိုးသမီးသတင်းပဲဖြစ်ပါရဲ့ရှင်။ကျောင်းသူတွေကရွှေစစ်တွေဝေကကြက်တီရှိရှိလာနေလို့လူပြောများနေတဲ့ငတိုင်းချောင်းအထက်ကကျောင်းကတိန်။တစ်တော့မှာနာမည်ကြီးနေတာကတော့အင်အဝရီတိုင်းငတိုင်းချောင်းမြို့ကခြေခံပညာထက်ထန်းကျောင်းတစ်ကျောင်းရဲ့ကျောင်းကတိန်ပွဲတော်မြင်ကွင်းတွေပါပဲ။ ဘာဖြစ်လို့ចောင်းកထိန်ကဒီလောက်တောင်ဟိုးလေးတចော်ဖြစ်သွားရတာ ਨੇ ဆိုတော့ဒီកထိန်ပွဲမှာလှည့်လေကြတဲ့ចောင်းသူလေးတွေဟာតាមန်ចောင်းសេងဝិសုံနေတဲ့နေမှာပဲရွှေတောင်းစစ်စစ်တွေစင်မြန်းကកထိန်လဲကြတာမို့ပါမြင်ရတဲ့ဗီဒီယိုဖိုင်တွေထဲမှာဆိုရင်ကျောင်းသူလေးတွေဟာတိမ်မောင်းများစွာတတ်မှုရှိတဲ့လေးငါချက်သားနဲ့ဗရက်ကြီးတွေအထက်ထက်ဆွဲချိုကြီးတွေရွှေလက်ကောက်တွေနက်ကတ်တွေနဲ့တကယ့်ကိုဝင်းဝါကချက်တည်ရရှိရှိလာနေတာပါပဲတချို့ဆိုရွှေသားစစ်စစ်နဲ့လှုပ်ထားနေဆိုတဲ့ရွှေပွားတွေကိုတော့ခြုံထားကြပါသေးတယ် ဒီမြင်ကွင်းကိုတွေ့လာရတဲ့လူများစုကတော့အံဩထကြီးနဲ့ချီကျူးခဲ့ကြပါတယ်။အော်ကျောင်းသူလေးတွေကရွှေသားစစ်တွေနဲ့ဆိုတော့အရန်ကိုချက်တည်ရှိလိုက်တာကြည်ရတာတကယ်ကိုဝင်းဝါပြီးလှပနေရောပဲမိဘတွေကတတတရားနဲ့ထက်ထန်နေချမ်းသာကြွားမှုကိုလည်းကုသိုလ်နဲ့တွဲပြီးပြသနိုင်နေဆိုပြီးချီချူးတန်နေအများကြီးထွက်ပေါ်ခဲ့ပါတယ် တကယ်တော့ចောင်းទុកលីរីရဲ့នុណែပြို့မြင့်တဲ့အလားတရားနဲ့တံမိုးကြီးရွှေတဲ့ရတနာရီရဲ့တလက်လက်တောက်ပါနေမှုကတကယ်ကိုလိုက်ဖက်ညင်းနေကြတာပါကလေးလေးရဲ့ပြစ်ကင်းစင်တဲ့မျက်နှာလေးတွေပေါ်မှာရွှေရဝင်းဝမှုကထက်ဆက်ပေါင်းလိုက်တော့တကယ်ကိုမြမယူရတဲ့ကအလူလဲလာတဲ့ကုန်းနောက်ကိုင်းပန်းနောက်ကိုင်းတွေလိုချက်တင်ရှိရှိနဲ့ခံ냐လှပနေကြတာပါ ။ဒါဟာရွှေကိုပဲကြည့်ရတာမဟုတ်ဘဲရွှေနဲ့တူလိုက်ဖက်ကြီးစွာဝတ်ဆင်ထားတဲ့ကလေးတွေရဲ့ချစ်စရာကောင်းတဲ့အလှတွေကိုပါတပြိုင်တည်းမြင်တွေ့ရလို့ပိုပြီးကြည်နူးစရာဖြစ်ခင်ရတယ်လို့ဆိုရှယ်မီဒီယာမှာရေးသားချီးမွမ်းသူတွေလည်းအများကြီးရှိခဲ့ပါတယ်။ဒါပေမဲ့ဒီလိုချီချူးတန်တွေအပြင်ဝေဖန်မှုတွေအမလို့အမရဖြစ်မှုတွေလည်းထွက်ပေါ်လာပါတယ်။အဓိကဝေဖန်ကြတဲ့အချက်ကတော့ကျောင်းဆိုတာပညာသင်ကြားရနေရ၊ကလေးတွေအလုံးကိုစိတ်ရချမ်းသာအဆင့်တန်းမခွဲကြဘဲတန်းတူညီတူဆက်ဆံရမယ့်နေရာပါ ဟိုရင်ကကြောင်းကထိန်ဆိုတော့ကလေးတွေကသူတို့မုံဘိုးလေးတွေစုရလာတဲ့ပတ်စံလေးတွေနဲ့ပတိတပဲလုပ်ပြီးဘသူချမ်းသာတယ်ဘသူစိတ်ရဲနေမခွဲကြပဲအတူတူပျော်ရွှင်ကြတဲ့စီးလုံးညီညွတ်မှုကိုပြသတဲ့ပွဲလေးပါအခုတော့ဒီငတိုင်းချောင်းကကတိန်ပွဲဟာကလေးတွေရဲ့ရိုးသားတဲ့ကုသိုလ်ပွဲတော်တစ်ခုမဟုတ်တော့ဘဲမိဘတွေရဲ့ချမ်းသာကြုံရမှုကိုချပြတဲ့ပြိုင်ပွဲကြီးတစ်ခုလို့ဖြစ်သွားပြီလို့သုံးသပ်ကြပါတယ်။ အဆုံးဆုံးချက်ကိုထောက်ပြရရင်ဒီလိုသိမ်းမောင်းများစွာတန်တဲ့ရွှေရည်ရတနာကြီးတွေကိုဝှစ်ဆင်ပြီးအပြိုင်ဆိုင်လက်လင်နေကြတဲ့ចောင်းသူတွေကြားထဲမှာအထူးထူးပညာသင်နေပေမယ့်မိဘကမတက်နိုင်လို့ရွှေမွေးနိုင်တဲ့နွမ်းပါးတဲ့တခြားចောင်းသူလေးတွေရဲ့ခံစားချက်ပါပဲ။ သူတို့လေးတွေဟာဒီပွဲတော့မှမျက်နှာငယ်စရာဖြစ်သွားမလားသူတို့စိတ်ထဲမှာငါတို့ကမချမ်းသာပါလားသူတို့လိုမိုးနိုင်ပါလားဆိုရင်အငငယ်မှုတွေနဲ့မညီမျှမှုတွေလူဒန်းစားကွာဟမှုရဲ့အရှိန်မဲကြီးကိုကလေးဘဝအကြောင်းပတ်ဝန်းကျင်မှာခရဲကခန်းစားသွားစီရမလားဆိုတော့ကိုလူတွေကအဓိကမိကုံးထုတ်စီအောင်စိုးရိမ်စရာဖြစ်ခင်တာပါ တဖက်မှာတော့ရွှေတွေနဲ့ကြက်တွေရှိရှိလှပနေတဲ့ចောင်းသူတွေပုံရိပ်ကိုချီကျူးကြတယ်လို့တဖက်မှာတော့တခြားမတတ်နိုင်တဲ့နွားပါတဲ့ကလေးတွေခန်းစားမဲ့အခြေအနေကို စိတ်ပူကြပါတယ်။ဒါပေမဲ့ငှက်တိုင်းချောင်းမြို့မှာတော့ဒါကနှစ်စင်နှစ်တိုင်းဆင်လာလို့သိရတာပါ။အခုကြည့်ရှုနေကြတဲ့လူတွေကရောဒီចောင်းကထင်ကိုဘယ်လိုမြင်ကြသလဲဆိုတော့ပြောသွားကြပါအောင်ရှင်။ ုချောင်းရင်နေကြောင့်လောပိုင်ပြင်နောက်ဤစားတက်လီကလမ်းခွဲရကိုခံလိုက်ရပြန်တဲ့ပေါ်ဘီဆော့ဆောင်ချစ်သူတတန်73နှစ်ကြာတဲ့ဒီကုံလက်တွဲခဲ့ကြပြီမယ်လေအဆင်မပြေတာကြောင့်လောပိုင်နဲ့လမ်းခွဲပြီးမှကြောင့်နောက်ကောင်လေးတည်ရခဲ့ပြီမယ်လေလမ်းခွဲရခံလိုက်ရပြန်တာကတော့အစုံတော်ပေါ်ဘီဆော့ဆာဖြစ်ပါတယ် လောပိုင်နေပြက်စဲပြီးနောက်ပိုင်းတကူတော်နေနဲ့အရန်နေတောက်ပါလာတဲ့ပြင်လောက်ပါလာတာကြောင့်မင်းကလေးတွတ်တော်များများကတော့တဖန်အားချနေခဲ့ကြတာပါပြက်ပြီးများမကြခင်မှာပဲပေါ်ပြီးဆော့ချာမှာကောင်းလေးတစ်ဖြစ်တဲ့ DJ Max Rovin နဲ့တနည်းကျော်နှစ်နှစ်နီးပါးလောက်ကိုတွဲခဲ့ချပါသေးတယ် ူကောင်လေးတင်းနဲ့ဘဝတစ်ခုကိုစတင်နေပြီဖြစ်တာကြောင့်အကောင်လုံးကလည်းသူ့မအတွက်ကိုဝမ်းသာပေးနေခဲ့ကြတာပါ။ဒါပေမဲ့လည်းထုံးစံအတိုင်းပဲဘော်ဘီဆော့ဆန်ရဲ့ခြေရည်ကကံမကောင်းခဲ့ပါဘူး။နှစ်နှစ်နီးပါးအချိန်ကရောက်ကန်နေမှာပဲဆိုရှယ်မီဒီယာပေါ်ကနေကောင်လေးဖြစ်သူဘက်ကနေသူ့မရဲ့လမ်းခွဲလိုက်ပြီးဖြစ်ကြောင်းအားလုံးသိအောင်တရားဝင်ကြော်ညာခဲ့တာပဲဖြစ်ပါတယ်။ အခုလောဆောဆောင်စီစီသူမနဲ့လက်တွဲဖြုတ်လိုက်ရတဲ့အကြောင်းရင်းလေးကလည်းရှိနေပြန်ပါလေပြိသက်ကြီးတို့ရဲ့အစောရောဘော်ဘီဆော့ဆာအကြောင်းကိုပြောအောင်ရှင်တော့သူမကိုပြိသက်တွေကအမိုက်စားရပ်တခြင်းနဲ့ပြိသက်ကြိုက်တဲ့တခြင်းတွေကိုတီဆုံနေရှိတဲ့အစောရောတူဖြစ်တည်ကြသလိုအစောရောလွန်ပိုင်ရဲ့ချစ်သူတူဖြစ်တည်ကြပါတယ်လွန်ပိုင်နေဘော်ဘီဆော့ဆာကိုပြိသက်တွေတွေးမြင်ကြတာကလည်းအစောရောလွန်ပိုင်ရောဘော်ဘီဆော့ဆာပါအောင်မြင်တဲ့အစောရောမဖြစ်ခင်စေကျော်တဲ့လူငယ်ဘဝမှာခရေကချစ်ကြိုက်ခဲ့ကြတဲ့စုံတွဲနေဖြစ်တာကြောင့်ပါ လွန်ပိုင်နေပေါ်ပြီးစောစာဟာအနုပညာလောကတွေကိုဝင်လာတော့လဲအတူတူဖြစ်ပြီးနေရောက်သားအတူတူနာမည်မကြီးတဲ့ underground ဆိုတော့လောကကနေနိုင်ငံကျော်ဆိုတော့ဖြစ် main stage ကိုတက်လန်းလာတော့လဲအတူတူအောင်မြင်ခဲ့ကြတဲ့ချစ်သူနေရောက်ဖြစ်ပါတယ်။ဒါကြောင့်လဲလွန်ပိုင်နေပေါ်ပြီးစောစာတို့ဟာပြည်သက်တီအလုံးအားကြတဲ့နုပညာရှင်ချစ်သူဆုံးတွေဖြစ်ခင်တာပါ။ ဒါပေမဲ့လည်းချင်းဒီအကြောင်းကြောင့်ပဲဘယ်တော့မှမပြတ်တော့ဘူးလို့ထင်ခဲ့ကြတဲ့ထင်နှစ်ပေါင်းများစွာရွှေလက်တွဲခါမြဲခဲ့ကြတဲ့လွန်ပိုင်နေဘော်ဘီဆော်ဆာရီချစ်သူဆုံးတွဲဟာမထင်မှတ်ပဲလမ်းခွဲပြစေခဲ့ကြတာပါ ဒီလိုပြန်ဆဲသွားပြီးမှပဲ73နှစ်ကြာမင်္ဂလေးဘွားကိုအလွဲသုံးစားလုပ်ခဲ့တဲ့လွန်ပိုင်ကိုတော့မိုးမုံအောင်ဆဲဆိုကြပြီးမင်္ဂလေးတော်တော်များများကတော့နိနသူဖြစ်တဲ့ပေါ်ဘီဆော့ဆာဘက်ကနေအခိုင်အမာရည်တည်ပေးခဲ့ကြပါတယ်။ဒါပေမဲ့လေးကြာလာတဲ့အခါမှာတော့အစရောမာလေးပေါ်ဘီဆော့ဆာရဲ့ပြုံမှုတွေကငကူနဲ့မတူတော့ပဲအရန်ကိုတက်ကြလွန်သွားခဲ့တာပါ။သူမရဲ့အမူအရာတွေနဲ့ဝတ်ပုံစားပုံတွေကလည်းတောင်မကျိုးပဲလူတွေမြန်မာကိုလိုကန့်လန့်ကိုဖြစ်နေတာပါ။အသေးကွဲလွန်သွားလို့ကောက်တောက်တောက်ဖြစ်သွားတာလားလို့တော့နောက်ပြောင်နေကြတာပါ။ ဘော်ဘီဆော့ဆန်ရဲ့အရှင်ပုံစံလေးကအရန်ကိုချစ်ဖို့ကောင်းလို့လွမ်းပိုင်မပြောနဲ့ပရိသတ်ကြီးကတော့ချင်နေရတာပါဒါပေမဲ့လည်းခုနောက်ပိုင်းပုံစံတွေကတော့တကယ့်ကိုအိုဘာတင်းစတိုင်နေနဲ့ရှုပ်ရှက်ခံနေအောင်ပြင်ဆင်တတ်ပြီးလူတွေအမြင်အရန်ကိုဖဲများလွန်းလာတယ်လို့ဝေဖန်လာကြပါတော့တယ် ဒါကြောင့်တချို့ကတော့လှောပိုင်ထားသွားတာကောင်းပါတယ်လို့တော့ကဲရဲနေကြတာပါ အခုလေရှီစားတက်လေးဖြစ်တဲ့ DJ Max Robin ကလည်းသူမနဲ့ဆက်မတွဲတော့ပဲလမ်းခွဲလိုက်ပြီးဖြစ်ကြောင်းအားလုံးကိုပြောပြလာခဲ့တာပါကောင်လေးတင်းနဲ့ပြင်ရတာကလည်းသူမအနေနဲ့ကောင်လေးနာမှမရှိသေးပြင်ဂယူလည်းမဆိုင်ပဲပြစ်ထားတာနေများလာခဲ့ပုံရပါတယ်။သူမပုံစံတွေကလည်းမြောက်ကြွကြွနဲ့ကောင်လေးရဲ့အမြင်ကက်တဲ့ပုံပေါက်လာတာကြောင့်ပြစ်သွားတာဖြစ်နိုင်တယ်လို့အများကတော့သမုတ်နေကြပါပဲ။ ဒီဗီဒီယိုလေးကိုဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်ကြီးတွေကရောဘော်ဘီဆော့ဆာကောင်းလေးတဲ့နဲ့ပြတ်သွားတဲ့ကိစ္စနဲ့ပတ်သက်လို့ဘလို့မြင်မိလဲဆိုတော့ကိုပြောပြပေးသွားကြပါအောင်ရှင်။ငငယ်ရွယ်ရွယ်နဲ့ကဘာပတ်နေတဲ့မြမမင်္ဂလိဒီမြမမင်္ဂလိကငငယ်ရွယ်ရွယ်နဲ့ကဘာပတ်နေပါတယ်။အောင်မြင်လို့လို့တနေ့ကိုဒေါ်လာတောင်းတဲ့ချီဝင်ငွေရှိနေပြီးသူမမှလျှော့ဝှက်ချက်တစ်ခုရှိနေတယ်။ အဲ့ဒီလျှို့ဝှက်ချက်တိုင်းအားလုံးကိုလိုက်လုကြပါလို့လေသူမကအကြံပေးသွားတယ်။ဒီတော့ဒီမင်းကလေးကဘယ်သူလဲ။သူမဘာတွေလုပ်နေသလဲဆိုတာကိုကြည့်နိုင်ရအောင်။တကယ်တော့ဒီမင်းကလေးကမြန်မာနိုင်ငံမှာမသိသူမရှိတဲ့ဘလော့ဂါ channel ဖြစ်ပါတယ်။ content creator တူလို့လည်းပြောလို့ရပြီ။အသက်ငယ်ဆုံးနဲ့ဝင်ငွေကောင်းဆုံးလူငယ်မျိုးသမီးတူလည်းဖြစ်ပါတယ်။ social media ပေါ်မှာသူမရဲ့နေ့စဉ်ဘဝနဲ့အင်္ဂလိပ်စာလေ့ကျင့်ပုံတွေကိုမျှဝေရကနေတဆင့်လူသိများလာတာဖြစ်ပြီး အဲ့ဒီနောက်ပိုင်းမှာတော့ကြော်ညာရီလက်ခံရှိုက်ကူပြီးနိုင်ငံတကာကိုတွားရောက်နိုင်တဲ့အထိအောင်မြင်မှုတွေရရှိခဲ့တာပါ။ဒါကြောင့်အတန်းငငယ်လေးနဲ့ဒီလိုလုံနိုင်စွမ်းရှိတဲ့သူမကို လူတိုင်းချစ်ခင်အားပေးခဲ့ကြပြီးသူမရဲ့ဘဝနေထိုင်နည်းကိုလည်းတည်ကျင့်ခဲ့ကြပါတယ်။ဒီလိုနဲ့တနေ့မှာတော့ကောမနေကလူတူကသူမကိုအခန်းနဲ့ရဲ့ပေါ်မှာကတ်ထားတဲ့စာရိတ်ကဘာအထိပ်ပဲလဲလို့မေးမြန်းခဲ့ပါတယ်။အဲ့ဒီအခါမှာတော့သူမကဒါသူမရဲ့အောင်မြင်မှုတွေကလျော့ဝှက်နီးလန်းတစ်ခုဖြစ်ကြောင်း အခုမေးမြန်းသူရှိနာပြီဖြစ်တဲ့အတွက်အောင်းလုံးကိုဝေးမြှပေးတော့မှာဖြစ်ကြောင်းအစချီပြောဆိုခဲ့ပါတယ်။ဒီအကြောင်းကိုသူမကအခုကစပြီးတော့ TikTok မှာလာမိတဲ့အကျိုးရှိတဲ့မေးခွန်းတွေကို reply ပြန်မယ်လို့ဆုံးဖြတ်ထားပါတယ်။တည်ချနာရှင်းလင်းမေးသွားလို့ရပါတယ်။ဒါကအသွားချင်းဆုံးနိုင်ငံတွေကိုခြားရေးထားတာပါ။ Content Creator ဘွားကနေပဲပတ်စံရကြမှာလေဆိုရာလေးလေးရှင်းထားတယ်။ကိုနေချင်းတဲ့ lifestyle ကိုလည်းရှင်းထားတယ်။ပြောရရင် ဘဝရဲ့ရည်ရွယ်ချက်တွေကိုချရည်ပြီးကတ်ထားတာပါ။မနှံ့နိုးလာတာနဲ့ဒါလေးကိုကြည့်ပြီးအားရင်ယူပါတယ်။မိသားစုတပ်ပုံတွေကတ်ထားပါတယ်။နေစံလုံးရမယ့်အလုပ်တွေကိုလည်းရှင်းထားပါတယ်။နုံနုံချင်းတီစာလေးတွေဖတ်မိလိုက်တာနဲ့အကောင်းဘက်ကနေစိတ်ခွန်အားတွေရဖို့အတွက်စိတ်ထဲရှိတဲ့ပျော်စရာလေးတွေကိုလည်းချရည်ထားပါတယ်။ဒီလိုရှင်းတာကကောင်းမွန်တဲ့ကျင့်တစ်ခုပါပဲ။ကိုယ့်ရဲ့နေစဉ်ဘဝပျော်ရွှင်ပြီးတိုးတက်ဖို့အတွက်ကိုယ့်ရဲ့အိမ်မက်တွေအတွက် ဒါမျိုးလေးနဲ့ပြန်တတိကတ်တယ်မာတယ်တခါတလေမှာဆိုရှယ်မီဒီယာသုံးရင်ကိုကိုကိုဘာလို့နေမိမှန်းမသိရရယ်အချိန်ဖြုံးမိသွားတာတွေအတွက်ဒါလေးလေးကိုဖတ်မိရင်ချက်ချင်းတတိဝင်လာတာမျိုးဖြစ်တယ်ပေါ့နော်ချမ်းကအလုံးစပွဲနဲ့အနည်းဆုံးနိုင်ရမှာရှင်းထားတာပါကိုရဲ့ဖုန်းမှာဆိုရင် wallpaper မှာထားထားတာမျိုး ဆိုရှယ်မီဒီယာမှာဆိုရင်လည်းကိုအတွက်အကျိုးရှိတာတွေကို follow ထားတာမျိုးလုပ်တင်ပါတယ်။ချမ်းမြမပြီမှာနေတော့ကကတ်ထားတဲ့ကြီးဝဲချက်တော်တော်များများ အခုဖြစ်လာနေပါပြီ။အားလုံးလည်းကိုကိုကိုတတိလွတ်မသွားအောင် အောင်မြင်မှုတွေပေါ်မှာပဲအာယုံစိုက်ထားစီခြင်းနဲ့ဆိုရင်ဒါမျိုးလေး trying ကြည့်ပါလို့အကြံပေးလိုက်ရပါတယ်လို့ထုတ်ပြောခဲ့ပါတယ်။ဂိမ်းပရိသတ်ကြီးတို့ရောအတတ်ငယ်ငယ်နဲ့အောင်မြင်နေတဲ့ဒီမင်းကလေးရဲ့အခုလိုအကြံပေးချက်တွေပေါ်ဘလို့များမြင်ကြသလဲဆိုတော့ comment မှာရေးသားပေးခဲ့ကြပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးရတော့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ Thank you. မာရောင်းတဲ့ငားရီကွန်ကျော်လူရောင်းလို့ပွဲဖြစ်နေတဲ့ဖက်တီမားနဲ့အောင်ချမ်းအေးငားရီကွန်ကျော်ကိစ္စကြောင့်တယောက်နဲ့တယောက်ပွဲဖြစ်နေတာကဆယ်လီအောင်ချမ်းအေးနဲ့ဖက်တီမားပါဒါကြောင့်လေပြည်သက်တွေကတော့စက်ခွက်လူကြတာလားဆိုပြီးပြောနေကြတာပါ တချို့ကလည်းအောင်ချမ်းရေးကကိုဘသာငပိမရောက်ပဲဖတိမရဲ့ငားဟီကွန်ကျော်ဈေးကွက်ကိုလာလူတွေဆိုပြီးပြောနေတာပါအလုံးတီကြတဲ့အတိုင်းပါပဲငားဟီကွန်ကျော်ကဖတိမရောင်ရင်နာမည်ကြီးလာတဲ့စားစာတစ်ခုပါဖတိမဟာမိနစ်ကတမယာတီတုံးတဲ့နာမည်ကြီးသွားပြီးတဲ့နောက်ပိုင်းမှာသူမကတီထွင်စမ်းတက်တဲ့အနေနဲ့ငားဟီကွန်ကျော်တွေကိုပါရောင်းချတာဖြစ်ပါတယ် ဖတီမရဲ့ငားရီကွန်ကျော်ဟောင်းစားလို့လဲကောင်းပြီးတနိုင်ငံလုံးမှာနာမည်ကြီးသွားခဲ့ရပါ အခုဆိုဖတီမဟောင်းသူမရဲ့ငားရီကွန်ကျော်ကြောင့်ရန်ကုန်မြို့မှာတော့စံကွဲတွေကိုနာမည်ကြီးနုပညာရှင်တွေနဲ့ဖွင့်ပြီးရောင်းချနေတာဖြစ်ပါတယ် ဒီလိုချိန်မှာဈေးကွက်လာလို့တာကစိန်လီအောင်ချမ်းရေးပါအောင်ချမ်းရေးဟာအရှင်တို့ကငစင်ရိုင်းငပိဟေရောင်းနေရကနေအခုတော့ဖတ်တီမရဲ့ငားဟေကွန်ချော်ရောင်းကောင်းနေရကိုမြင်ပြီးတော့အတင်းဈေးကွက်လာလို့တာပါဒါကြောင့်လေလူတွေကတော့အောင်ချမ်းရေးကိုမရှက်ဘူးလားဆိုပြီးတော့မိကုံးထုတ်လိုက်တာဖြစ်ပါတယ်ဖတ်တီမကလည်းသူ့မဈေးကွက်ကိုလာလို့တဲ့အောင်ချမ်းရေးကိုစောင်းတလို့မြောင်းတလို့ပြောခင်တာပါအောင်ချမ်းရေးကတော့တနိုင်ငံလုံးမှာငားဟေကွန်ချော်ရောင်းခွင့်ရှိရာကဖတ်တီမတယောက်တည်းလိုင်စင်ရထားလာလို့ဆိုပြီးမိကုံးထုတ်လိုက်ပါတယ်အောင်ချမ်းရေးကသူ့အနေနဲ့ ငါးရီကွန်ကျော်ကပတ်တိမလို့တနင်္ဂနွေလုံးပုံမှာမဟုတ်ပင်ခြိုက်တုံမျိုးအနည်းဝင်းကျင်မှသာရောင်းချမှာပါလို့လည်းပြောထားတာဖြစ်ပါတယ်။ဒီအကြောင်းကြောင့်မြမာမတွေတရုတ်ပြည်သွားမယ်လို့ထုတ်ပြောလာတဲ့အမျိုးသမီးဒီမျိုးသမီးကမြမာမတွေတရုတ်ပြည်ကိုမဖြစ်မနေသွားတဲ့နယ်လို့ပြောနေတယ်။တရုတ်ပြည်ကိုရောက်တာနဲ့မြမာမလေးတွေတပွားတာလုံးဘာမှပူပန်စရာမလိုအောင်အလုံးစုံချမ်းသာသွားမယ်။ တင်ယုတ်စကားတင်ပြီးတင်ယုတ်ပြီးသွားလာရုံနဲ့မိဘအတွက်လည်းသုံးမကွန်အောင်ပတ်စံနေရမယ်။တဘောအလုံးချမ်းချမ်းသာသာနေရမယ်လို့ဒီမျိုးသမီးကပြောပြနေတယ်။ဒါဆိုဒီမိမကဘာတူလဲ။ညီမကြီးကမိန်းကလေးတွေကိုတင်ယုတ်ပြီးဘာကြောင့်ခေါ်ရလဲ။တင်ယုတ်မရောသူတို့ကိုဘာလုပ်ပေးမှာလဲ။တင်ယုတ်သွားလိုက်တာနဲ့တဘောအလုံးချမ်းသာအောင်ဒီမိမကဘယ်လိုတာဝန်ယူမှာလဲ။ ဒါကြောင့်ဒီကနေ့ရဲ့ဗီဒီယိုလေးထဲမှာတော့မြန်မာမိန်းကလေးတွေကိုတရုတ်ပြည်ကိုအပါတရခေါ်ယူနေတဲ့ဒီမျိုးသမီးနဲ့သူရဲ့နောက်ွယ်ကချမ်းသာနေလက်မဲကြီးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီမျိုးသမီးရဲ့နာမည်ကတော့ရှင်ရွေးလို့သိရပါတယ်။နာမည်မှဟုတ်မဟုတ်မပြောတတ်ပေမဲ့ TikTok စင်တွေတူဖြစ်ပြီးသူမရဲ့ TikTok အကောင့်ကနေတစင်မြန်မာမိန်းကလေးတွေကိုတရုတ်ပြည်လာဖို့သွေးဆောင်ဖျားယောင်းနေတာပဲဖြစ်ပါတယ်။ဒီမိမရဲ့မလုံကတော့တရုတ်ပြည်ကယောက်ျားကောင်းကောင်းကိုယူလိုက်ဖို့ပါပဲ။ ီမိမရဲ့ပြောစကားအရမြမမတွေအနေနဲ့တရုတ်ပြည်ကရှောက်ကြားကိုယူမယ်ဆိုရင်တင်တောင်းွေကောင်းကောင်းရမယ်။တဘောအလုံးတရုတ်ပြည်မှာအိမ်အောင်ကြပြီးချမ်းချမ်းသာသာနေရမယ်။အိမ်အောင်ရှင်မအဖြစ်တရုတ်အိမ်မှာကိုယ့်ခြေကိုယ်လက်စီမံနိုင်မယ်လို့သိရပါတယ်။သူကိုယ်တိုင်လည်းတရုတ်ယောက်ျားကိုပဲယူထားတာမို့အလားလေးပြင်ချမ်းချမ်းသာသာနဲ့ကြွကြွရွရွနေနိုင်တယ်လို့မကြခဏကြွားလို့ရှိပါတယ်။ဒီလိုမျိုးတရုတ်ယောက်ျားကိုယူဖို့အတွက်လည်းမြမမင်းကလေးတွေကတရုတ်စကားသင်တာ၊ကျမကြီးစစ်စီတာ တိမ်ကောင်းမကောင်းစမ်းသက်တာအကုန်လုပ်ရမှာဖြစ်ပြီးဟိုဘက်ကတရုတ်ကကြိုက်ပြီဆိုတော့မှတင်တောင်းခံရမှာဖြစ်ပါတယ်။ဒါပေမဲ့လည်းအဲ့ဒီမိန်းမကတော့တရုတ်ယောက်ျားတွေကအင်မတန်ပေါင်းလို့ကောင်းကြောင်းတရုတ်ပြည်မိန်းမလုံရတာအင်မတန်ရတာရှိကြောင်းဘလို့ချမ်းချမ်းသာသာနေရကြောင်းအောက်ပတရသွေးဆောင်နေပြီးတရုတ်ကိုလာဖို့အတွက်မြန်မာမလေးတွေကိုအဆက်မပြတ်ခေါ်ယူလို့နေပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးတချို့တွေကတော့ဝါနေတာမယုံကြနဲ့။အုံနာကျုပ်ကနေပဲမြမာကိုဝယ်ပြီးမရလို့တော့ အသက်ငယ်တွေဆိုရင်ချက်မပြည့်လို့ဝဲတာသူတို့တယောက်မှနေမကြိုက်တဲ့အပုပ်သိုးတွေဝဲပြီးရင်ထွက်ပြင်းလို့ဖုန်တိန်နေအခန်းထဲပိတ်ပြီးခွေးဝင်ပေါက်တစ်ပေါက်ပဲဖောက်ပြီးအစာချွေးလိမ့်မယ်ညကြလာရင်လိမ့်မယ်ဘိုင်းမကြီးခင်ထိပိတ်ထားမှာကိုတငယ်ချင်းတယောက်ယူဘူးလို့ဒီနာပွဲစားတွေက85ရှာကိုင်းနှုန်းလောက်အမြတ်ယူတယ်ထွက်ပြင်းလို့မိရင်အသေးပဲလက်ရှိတယောက်မှနေတာအဲ့လိုတွေမြင်ရကြားရတယ်လို့တားနေကြပြီးတချို့ကလည်းမြမရောကောင်မလေးရရင်ချိတ်ပေးကပွဲကပလောင်ရလေ ကိုကိုရိုင်းတရုတ်သွင်းတော့တာတဲ့အာမညာလို့သူများတကပါချမ်းချမ်းသာသာနေရမယ်ဆိုပြီးမြှုပ်ဆွေးနေသေးတယ်။မြမမင်းကလေးတယောက်ကမြမလူမျိုးနဲ့ပဲရှူတင်ပါတယ်။ဒါမှလည်းမြမကုံကိုထိမ့်သိမ့်ရရှောင်းမှာမဟုတ်ဘူးလား။လောကကြီးမှာလူချမ်းသာဖို့တက်စိတ်ချမ်းသာဖို့ကအရေးကြီးဆုံးမှာပဲလို့ပြောဆိုခဲ့ကြပါတယ်။ဂိဟိပရိသတ်ကြီးတို့ရောဒီမျိုးသမီးရဲ့ရှခုလိုတရုတ်ပြည်ကိုရှောက်ချယူဖို့မြမမာလီလေးကိုစီယုံမှုပေါ့ဘယ်လိုများထင်ကြပါသလဲနော်။